မိသွေးဝယ်ယူမှုနည်းလာလို့ဈေးနှုန်းကျစီမီနောက်တစ်ဖက်လုပ်ငန်းကိုပြန်လည်လုပ်ကိုင်ကြဖို့ပြင်ဆင်လာကြပါတယ်။တောင်ပြင်နဲ့ခန်းခိုင်နယ်မြေထဲမှာမိသွေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြရာကနေမိသွေးဈေးကွက်ကျစီမှုကြောင့်တစ်ဖက်ခြံတွေကိုပြန်လည်ရှင်းလင်းပြီးတစ်ဖက်လုပ်ငန်းကိုအာရုံစိုက်လာကြပါတယ်။2023ခုနှစ်အထိနှန့်ခဲမြို့နယ်အတွင်းမှာမိသွေးကိုအဓိကထားအသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ မိသွေးလုပ်ငန်းကတိတော်ပြုံးတိမှုရာသီဥတုပြောင်းလဲမှုစတဲ့စွတ်ကြိုးတွေရှိသလိုလုတ်ကန်တူတဲ့အတွက်လည်းအသက်အန္တရာယ်ရှိနိုင်ပါတယ်။တိတူညာနှုတ်ခွင်စစ်စင်ကြီးအတွင်မြို့ရမြားနဲ့ကွန်တော်ကြီးလမ်းကြောင်းတွေကိုအောင်တက်မတော် TNR ထိန်းချုပ်လာနိုင်ပြီးနောက်ဘဝပတ်ဝန်းကျင်ထိခိုက်စေတဲ့မိသွေးလုပ်ငန်းအစားအခြားဆက်ပြိုးတိနံတဲ့မွေးမြူရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ရမှာလက်ဖက်ချန်တွေကိုပြန်လည်ပြုပြင်လာကြပါတယ်။ မြန်မာတရုတ်နယ်စက်ဂိတ်တွေမှာတရုတ်ဘက်ကပိတ်ဆို့ထားတာကြောင့်မိသွေးတွေကိုတရုတ်ပြည်ဖက်မပို့ဆောင်ရတော့ဘဲနဲ့မြန်မာပြည်ဖက်ချမ်းမှာပဲတောင်းတင်နေပါတယ်။ပွဲစားတွေကဈေးနှုန်းနည်းနည်းနဲ့ဝယ်ယူစုဆောင်ထားလို့မိသွေးလုတ်ကင်သူတွေကရောက်စရာနေရာရှိနေတာပါ။ဒါပေမဲ့လည်းဈေးအရနဲ့လို့တွက်ချေမကိုက်ဘူးလို့ပြောပါတယ်။မာခဲဒက်ချာလမ်းဖနမ်နင်းဟုတ်တယ်ဒီနေ့မိသွေးစေးတားကြတယ်။အစီမပြေဘူး။တအိတ်ကို9000ပဲရတယ်။ မနီကဆိုတဲ့အိတ်ကိုတောင်းတောင်းကျော်ရတယ်။ကြီးဒီလောက်ပမာဏရှိတဲ့မိတွေကဘလောက်ပဲရမလဲ။ဒီမိတွေရဖို့ကျမတို့စားလို့တာ6လတောင်းကြတယ်။ဒီလောက်ပဲရတယ်။ဒါကကျမတို့မိသားစုအကုန်လုံးဝိုင်းလုံးလုံးရတဲ့ပမာဏပေါ့။ဘွနထညံဒီကောနပါတုံပါမောမိသွေးလူငန်းကပြပန်းတယ်လို့အနည်းငယ်လဲရှိတယ်လို့မိသွေးလူကိုင်းတဲ့ယာမဆွေကဆက်ပြောပါတယ်။ เอ้าบล็อกลางที่กิ่งไปมาปิ้วเนยมาจากกบยกกบนเย็ดมาเบียวชินอปิ่นบ้านชะกะมีด้วยจิ้นตะขาตะขาวินยิงไอ้ดิจิ้นกะนี่ถ้วยลายิงพุทธะและอิงจีกะช่อทาตะโลเบยินยิลุยะเดมีด้วยอลุกะอัจฉะอลุแทบปูคักแค่ปิ่นบ้านเนเป่งตองเป่งลาเดชุยเลตอาถ้วยเดမိတွေ့ဖြစ်ဖို့ဒီထင်းတုံးကဘယ်နှချိန်တောင်ခံရတယ်လဲမရွတ်နိုင်တော့ ီတွေဖြစ်ပြီးရင်လည်းတဲဖို့ပြုဖို့ကသူများကိုငားရသေးတယ်။ကိုယ့်ဟာကိုထားမယ်ဆိုလည်းမနိုင်။အဲ့ဘယ်လိုက်ပဲလား။မိတွေလုံဖြစ်ထွင်းချိန်မှာမိသားစုစာဝတ်နေရေးဖူလုံမှုအတွက်အထောက်ပံ့ဖြစ်ခဲ့ပေမဲ့မိတွေလုပ်ငန်းကလုတ်ကန်တူတဲ့အတွက်ရက်ရှည်စွပြိုးရှိနေတယ်လို့တတော်ပြုံသေးတဲ့နေရာမှာလည်းအလွန်ပြင်ထိခိုက်စေခဲ့ပါတယ်။မိသွေးလုပ်ငန်းကအငြင်းရှိတဲ့အကြောင်းနဲ့ခက်ခဲတဲ့အကြောင်းကို ကုဒေကယောက်ကအခုလိုရှင်းပြပါဗျာ။ဟုတ်ဟာပရိယံဘယ်လိုလဲဒီနော်ကြည့်အော်ဘလော့ဂရမ်ကြည့်လက်ကတော့တာခက်ခဲတော့ပြောဆရာမျိုးတော့ပါအောင်ခက်ခဲတာပေါ့မိဘူးထဲမှာအလုပ်လုပ်ရတာကိုဘိုက်တဲ့ထီအမုံကြီးဝင်နေအဆုပ်တွေပါတွေထိတယ်ချောင်းဆိုးရင်တလိပ်တွေတောင်မှအမဲရောင်တွေဖြစ်ကုန်တယ်မိတွေမှုန့်ကဘိုက်တဲ့ထီရောက်တယ် လောက်ကန်ဆိုလို့ဒါပဲရှိတာကိုဒီပတ်တော့လည်းနောက်ခဏရင်ပြေဖို့ပလောင်ပြည်လူမျိုးရည်တက်ဦးဖျက်ဆာဝပ်တီအနယ်ဝေအုတ်ထုတ်လာပြီးနောက်တောင်းပြအတွင်းရှိလက်ဖက်တွေကိုအ ਨੇ ဆုံးရောက်ရမဲ့အစီနဲ့လက်ဖက်ရည်သွေးပြည့်ပြီးတဲ့လုပ်ငန်းစဉ်တွေကိုတက်မဲ့ပြတ်ထန်ခဲ့ပါတယ်လက်ဖက်လုပ်ငန်းကရှေ့ရခင်ဖိုးပွားလက်ထက်ကလေးကလုတ်ကိုင်းလာကြပြီး2020ခုနှစ်ကစလို့မိသွေးလုပ်ငန်းကိုလုတ်ကိုင်းလာကြပါတယ် တတူညာနှစ်ခွင်စစ်စင်ရဲ့အတွင်း TNLA ကမြို့ရတိမ့်ပတ်ထိ ंछ ုပ်နိုင်ပြီးနောက်မိသွေးလုပ်ငန်းရှော့ချရေလုပ်ငန်းဆင်ဆောင်ရွက်ပြီးလက်ဖက်လုပ်ငန်းကိုတဖန်ပြန်လည်ထူကားလာစီခဲ့ပါတယ်။ခံတော့ခဲ့ရတော့ဇေကျင်းကိုတင်နိုင်အောင်မေး အခုကမိသွေးစိတ်ကကြနေတယ်လက်ဖက်စိတ်ကပြတ်တက်လာတယ်လာဝယ်တဲ့သူတွေကလက်ဖက်ချောက်တပိတ်တာကို2000လောက်ပေးတယ်ဒါမဲ့အခုလောလောဆယ်ရောင်းဖို့ကမရှိသေးဘူးကျမတို့ကတော့နှစ်တိုင်းလက်ဖက်ခုဖြစ်ပါတယ်တော်တော်များများကလက်ဖက်ခြံတွေပစ်ထားတယ်အပင်တွေတောင်ထွာလာပြီးတော့အပင်ကြီးကြီးတွေဖြစ်ကုန်တယ်ဒီကဘွန်းလေလမ်းတောင်းတန်တန်တန်ဒီဘွန်းမှာဟပ်ဟော့ တောင်းပြီမှာနှစ်ဖက်လုပ်ငန်းဖွံ့ဖြိုးလာစေရနဲ့နှစ်ဖက်တောင်သူများအစဉ်ပြေစေရန်နှစ်ဖက်ဈေးနှုန်းများကိုတမတ်ချက်တစ်ခုဖြင့်ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLFT NLW ကစီမံဆောင်ရွက်နေပါတယ်။နှစ်ဖက်အရေးသွေးကောင်းမွန်ဖို့အတွက်အလေးချိန်စီးစေတဲ့ရွက်ချောက်ရောနှောချင်းစေဆိုးချင်းများကိုထိထိရောက်ရောက်အရေးယူမှုတွေပြုလုပ်နေပါတယ်။နှစ်ဖက်ခူးယူမဲ့စီကန်းချက်တွေလည်းနှစ်စဉ်ထုတ်ပြန်တာတွေပြုလုပ်နေပါတယ်။ တောင်ပြည်မှာလက်ဖက်တောင်ရစပါ၊လက်ရစပါ၊ပြောင်းဖူးတွေကိုအ धिक စိုက်ပျိုးလွတ်ကင်တဲ့အပြင် အခြားသီးနှံများလည်းအ ਨੇ အချင်းစိုက်ပျိုးကြပါရယ်။ဒါအပြင်မွေးမြူရေးလုပ်ငန်းကိုလည်းလွတ်ကင်ကြပါရယ်။ကျမလွေပူလပါပါရှင်။